မနက်ခင်မရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံတွင်တွေကပတဲ့တွင်နေနဲ့တူအားကစားတဲ့တွင်ကိုလည်းရှုစားကြရမှာပါရှင်အရခတက်တော်အေအေထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာမိုးတက်တဲမဲမဲရွာနေလို့စစ်ပေရှောင်းတွေမြေမြုပ်ပိုင်းအန်ဒီယသတိထားကြဖို့အေအေကထုတ်ပြန်သတိပေးနေပါဗျ သံတွဲမြို့မှာရက်20ကျော်ဇက်တိုင်မိုးတဲနေတာကြောင့်မိုင်းအန်တရဲ့သတိရှိကြဖို့အေအေကမိုင်းသတိပေးချက်တွေထုတ်ပြန်သတိပေးနေတယ်လို့ဆိုပါရယ်အေအေကမြေမြုပ်မိုင်းသတိပေးတဲ့နယံကပ်ဆာဆောင်တွေဇက်တိုင်ဝင်နေတယ်လို့သံတွဲမြို့ကန်တယောက်က GBP ကိုပြောပါရယ်ဒါပြင်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တန်တွဲမျိုးပတ်ဝန်းကျင်ရွာတွေမှာအေအေကမိုင်းရှင်းလေးရေးတွေဆက်လုပ်နေရလို့စစ်ဆောင်တွေကိုနေရမပြန်ခိုင်းသေးတာကြောင့်မျိုးကန်တွေလည်းအလောက်ကိုက်ခက်ခဲဖြစ်နေတယ်လို့ဆိုပါတယ်။ အေးအေးအနေနဲ့လည်းတန်တွဲမျိုးမှာမိုင်းရှင်းလေးရေလုပ်နေသလိုမြေမြုပ်မိုင်းနဲ့စစ်ကြက်လက်နက်တွေအန်ဒီရဲ့အသိပညာပေးဟောပြောပွဲတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့တန်တွဲမြို့နယ်ကမိုင်အလုံး900လောက်နဲ့ခွားမြို့နယ်ကမိုင်အလုံး1500ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်18မြို့နယ်ထဲက14မြို့နယ်ကို AA ကသိမ်းပိုက်ထားပြီးကြောက်ဖြူမြို့နယ်မှာတော့စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ရှင်။ စစ်ကောင်စီကစီစဉ်ကျင်းပခဲ့တဲ့ Peace Forum 2025ဆွေးနွေးပွဲကနိုင်ငံအတွက်တကယ်ရောအလုပ်ဖြစ်နိုင်ပါသလားသူတို့အထက်ကဆွေးနွေးခဲ့ကြတဲ့ရွေးကောက်ပွဲကရောစစ်တပ်အတွက်ထွက်ပေါက်ဖြစ်လာနိုင်သလားဆိုတာနဲ့ပတ်သက်လို့သို့သူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်အနာဒိစကောင်စီကဥဆောင်ပြီးနေပြည်တော်မှာကျင်းပခဲ့တဲ့ Peace Forum 2025ကနေရွေးကောက်ပွဲငြိမ်းချမ်းရေး နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်ပေါင်း120လောက်ရခဲ့တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်ခန့်ကပြောပါရယ်ပြည်ပခရောကြည်ဤနဲ့အပြစ်ခတ်ရစဲရေးရွေးကောက်ပွဲအောင်မြင်စေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအသွင်ကူပြောင်းရေးကိစ္စနဲ့လူသားစာနာကိစ္စရပ်တွေကိုဆွေးနွေးအကြံပြုခဲ့ကြတယ်လို့ဆိုပါရယ်ရရှိလာတဲ့အကြံပြုချက်တွေကိုစစ်တပ်ကဖွဲ့စည်းထားတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းကော်မတီ NFPNC ကနေပြန်လည်စစ်စစ်ပြီးမှစစ်ကောင်းဆောင်စီကိုထပ်ပြီးတင်ပြသွားမယ်လို့ဗိုလ်မှူးကြီးဝန်ထမ်းအောင်ကပြောပါတယ်။ဒီဖိုရန်ကနေရလာတဲ့ဆွေးနွေးချက်တွေကမြေပြင်မှာအမှန်တကယ်အလုပ်ဖြစ်ပါမလား။ဒီကိစ္စရင်းနဲ့ပတ်သက်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စောမြအရာစာလင်းကအခုလိုပြောပါတယ်။အဲဒီမှာတော့နည်းနည်းပြောနိုင်တာကတော့ NCA နှစ်ပတ်လည်ဆင်းနည်းရောက်မှာဆိုလို့ရှိရင်ဒီလိုဖော်ရန်ဂျီတခုကိုဆက်ပြီးတော့မှကျွန်တော် ဟိုလောက်ဆောင်ဖို့အတွက်ကိုဟိုဝင်ဝင်နေနေတဲ့ NS နဲ့ဒီကောင်ဆောင်များကဂတိကဝတ်တွေပြုတယ်ဒီလိုရထားတဲ့အချက်တွေဟာဆိုလို့ရှိရင်စာရွက်ပေါ်မှာရှိပဲရှိနေမှာမဟုတ်ဘူးဒီရထားတဲ့အချက်တွေကိုကျွန်တော်တို့မူရှိအောင်ပေါ်ဝချအောင်ကျွန်တော်တို့လုပ်ဖို့ခြံတဲ့အပြည့်အဝရှိပါတယ်ကျွန်တော်တို့ဂတိမဖြစ်ပါဘူးဆိုတဲ့စကားတွေကိုကျွန်တော်တို့ကိုဒီလာဒီဆွေးနွေးပွဲပေါ်တိုင်းကိုကြွားရလာကြတဲ့အပြည်ကြီးကပုံပေါ်များအားလုံးကို အခိုင်အမာပြောတာရှိတယ်ဒါပေမဲ့ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းကတော့လုပ်ငန်းအပေါ်မှာပဲမူတည်ကြောင်းနဲ့ရုပ်ော့ပွဲလောက်တာပဲဖြစ်ဖြစ်ငញ្ញိုင်းဖိုရန်ထက်လောက်တာဖြစ်ဖြစ်လက်ရှိဖြစ်နေတဲ့ပြိပခါတွေကိုကြော်လွန်နိုင်ဖို့အတွက်ထွက်ပေါက်ရှာတာပဲဖြစ်တယ်လို့သူကဆိုပါတယ်ဒီဖိုရမ်မှာ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဝါအဖွဲ့ UWSC မိုင်းလာအဖွဲ့ NDAA SSPP တို့အပါအဝင် DKBA NMSP ADU KNU KNLPC ARB အစရှိတဲ့တိုင်းဒါလက်နက်ကင်အဖွဲ့တွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပေမဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေတက်ရောက်တာမတွေ့ရပါဘူး။ကရှင်လွတ်လပ်ရေးတပ်မတော် KNU KNLI ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့ဒီဖိုရန်ကိုတတ်ဖို့စစ်တပ်ကဖိဆာပို့တာမျိုးမကြားမိဘူးလို့ DVV ကိုပြောပါတယ်။ဆက်လက်ပြီးတော့သူကဆွေးနွေးပွဲတွေကကောင်းမွန်တယ်လို့အုတ်ချုပ်ရေးအတွက်ရုပ်ောက်ပွဲကအရေးကြီးတာမှန်ပေမဲ့ 2008အခြေခံဥပဒေပေါ်လာချိန်မှာနိုင်ငံရေးဆွေးနွေးလို့မရခဲ့တဲ့အတွက်ဒီဥပဒေအောက်မှာငြိမ်းချမ်းရေးဖြစ်လာလိမ့်မယ်လို့မယုံကြည်ကြောင်းပြောပါရယ်။ဟုတ်လေပဲရုပ်ောက်ပွဲပြီးမယ်လွတ်တော်ရှိမယ်လွတ်တော်ဥက္ကဋ္ဌနောက်အဲသူရလည်းအခုတက်မတော်ပဲဖြစ်လာမှာ။ထုံချစ်တဲ့ခြေခံဥပဒေကြံပြင်းတာမရှိဘူးဆိုလို့ရှင်တော့ ကျွန်တော်တို့အတွက်ကတော့ငင်းချမ်းရေးဆိုတာကျွန်တော်တို့ရတိရထက်တဲ့နိုင်ငံရေးရမှငင်းချမ်းရေးရမှာကျွန်တော်တို့ရတိရထက်တဲ့နိုင်ငံရေးခွင့်ရတယ်လည်းရမယ်လို့ကျွန်တော်မယုံကြည်ဘူးဒါကကျွန်တော်တဦးတယောက်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသပ်ချက်ပါဒီဖိုရမ်မှာအဓိကထားပြီးကြည်ကြဲပြပြပြောခဲ့ကြတဲ့ကိစ္စကရွေးကောက်ပွဲကျင်းပဖို့ပါပြည်သူအများစုရွေးကောက်တင်မြောက်ထားတဲ့အစိုးရစီကနေအာဏာသိမ်းထားတဲ့စစ်ကောင်ဆောင်ကလည်းရွေးကောက်ပွဲကိုဒီနှစ်ကုန်နဲ့နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ်လို့ပြောထားပါတယ် ဝေဖန်သူတွေကတော့စစ်ကောင်စီရဲ့ယူကောက်ဝဲကော်မရှင်အောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၊ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ARD စတဲ့လူမှုထောက်ခံမှုရထားတဲ့နိုင်ငံရေးပါတီတွေပြန်မပါတာကိုထောက်ပြကြပါတယ်။ညဉ့်ညိုင်းဖိုရမ်ကိုတက်ရောက်ခဲ့တဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုတ်ကိုကြီးကတော့အခုကျင်းပမဲ့ယူကောက်ပွဲဟာအသွင်ကူပြောင်းရေးယူကောက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။အဲ့တော့ယူကောက်ပွဲဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့အာနာတုံးရဲ့ဝိဝီချင်းသုံးတဲ့ပုံစံပေါ်လာမယ်။ရင်းနှီးဖြစ်စဉ်ကိုရုပ်အဝဲအလွန်ဆက်လက်ဆောင်ရွက်တဲ့အခါမှာတက္ကသိုလ်ကကိုယ်ဦးဦးစီးချုပ်တယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်တာမဟုတ်တော့ဘဲနဲ့ကျေတက်တဲ့ကျန်တဲ့ပုံစံဖြစ်လို့ဒါကြောင့်မလို့ရုပ်အဝဲဟာ transitional election ဆိုအတူကူပြောင်းကြီးရုပ်အဝဲဖြစ်တယ်လို့ကျွန်တော်တို့ခံယူတာဖြစ်ပါဘူး။ဒီချက်တွေနဲ့ကျွန်တော်တို့ကြည်ကြည်ပြပြရှင်းပြခဲ့တော့ ဒါအပြင်ရွက်ော့ဝဲပြုလုပ်မဲ့ဒေသနဲ့ရွက်ော့ဝဲပြုလုပ်မဲ့ကာလတွေမှာ6လဒါမှမဟုတ်တစ်နှစ်လောက်စစ်မှုထမ်းစင်ရင်ကောက်တာကိုခဏယထားဖို့ကိုလည်းအကြံပြုခဲ့ကြောင်းပါဝင်ထိုက်သူများအစုအဖွဲ့ကဒေါညညိုသိန်းကပြောပါတယ်။ဒါပေမဲ့1990ရွက်ော့ပွဲတွေကအနိုင်ရခဲ့ပြီးလူထုထောက်ခံမှုရခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ARD အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကတော့2008အောက်မှာကျင်းပမဲ့ရွက်ော့ပွဲဟာအတူရောင်သာဖြစ်ပြီးတော့ ာနာသိန်းကာလာအကြာရှိလာတဲ့စစ်တပ်ကရွေးကောက်ပွဲကိုတုံးပြီးထွက်ပေါက်ရှာတာဖြစ်တယ်လို့သုံးသပ်ပါတယ်ဒီပြည်သူလူငယ်တွေကိုအတားထည့်ဆဲတဲ့ဟာကိုခဏရထားပြီးမှရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာလုံးနေတော့ဒါမှတော့ဖြစ်လာမှာမထင်ဘူးဆိုတော့စစ်တပ်ရဲ့အခန်းကဏ္ဍလုံးဝနေပြီးချော်ရှာပြရမယ်ဒီမှာထောင်ရှိကိုလည်းလုံးဝနေပြီးကြောင်းကြောင်းလဲပြမှာပေါ့ဗျထောင်ရှိကိုဖြတ်သိမ်းပြီးတော့ကျွန်တော်တို့အဲအဖြစ်တစ်ခုပေါ့နော်အဲ့ဒါကတော့ နိုင်ငံမှာရှိနေတဲ့တကယ်စိတ်ဟုတ်တာလေတကယ်ဒီတော့အခုချိန်မှာနေပြီးတော်လိုင်းရဲ့ဖွဲ့စည်းပုံများလာတယ်တကယ်အလုံးလုံးနေတဲ့လူတကယ်နိုင်ငံပေါ်မှာစေနာရှိပြီးတော့ပြည်သူတွေနဲ့ဆက်တူကြတဲ့လူတွေပါလာဖို့လိုရကြအခုက lobby အုပ်စုနဲ့နေပြီးလုပ်နေတယ်လို့ပြောရမှာပေါ့ဒါအပြင်အခုညဉ့်ညံရေးဖိုရမ်ကိုတက်ရောက်လာတဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတာမဟုတ်ပဲတော်လိုင်းပုံပြတ်တဲ့အုပ်စုဖြစ်ပြီးတကယ်တိုက်နေတဲ့သူတွေနဲ့မဆွေးနွေးပဲ ငញ្ញံရေးဖြစ်လာမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်။အခုကျင်းပခဲ့တဲ့ငញ្ញံရေးဖိုရမ်ကိုစစ်တပ်နဲ့တိုက်ပွဲဖြစ်တာမရှိတဲ့တိုင်းသားလက်နက်ကိုင်တွေနိုင်ငံရေးပါတီတွေအပြင်နိုင်ငံတချို့ကပညာရှင်တွေစစ်တပ်နဲ့နှိစက်တဲ့အဖွဲ့တွေအပါအဝင်လူပုဂ္ဂိုလ်250ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။စစ်ကောင်စီတပ်ကတော့တိုင်းသားလက်နက်ကိုင်တွေကိုလက်နက်စွန့်ပြီးငញ្ញံရေးဆွေးနွေးကြမယ်လို့အကြိမ်ကြိမ်ဖိတ်ခေါ်နေသလို2025ခုနှစ်ဒီဇင်ဘာမှာ 2008ဖွဲ့စည်းပုံအောက်ကနေရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားပါတယ်ကျွန်တော်စိုးသူအောင်ပါညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရှာပြည် ARD တိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကမြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးကျောင်းတွေမှာကလေးတွေကိုစာသင်ကြားတာတွေမလုပ်ဖို့မိဘတွေကိုခေါ်ယူတားမြစ်ပြီးခံဝန်ထိုးခိုင်းနေတယ်လို့ဒေသခံတွေစီကတီးရပါတယ် ဂျွန်လ29ရက်ကစတင်ပြီးစစ်ကောင်စီခန့်ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနဲ့ဆရာဖားတို့ကထွေအုပ်ယုံကိုအသုံးလိုက်ခေါ်ယူပြီး NUG ကဖွင့်လှစ်တဲ့ online ပညာရေးအပါအဝင်ပညာသင်ကြားရေးလုပ်ငန်းတွေမှာမပါဝင်ဖို့ခံဝန်ထိုးခိုင်းတာလို့ငွေဆောင်မြို့ကတယောက်ကပြောပါတယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကအရက်သားတွေစီကနေ UNG ပညာရေးကျောင်းတွေမှာကျောင်းမထားပါဘူးဆိုတော့ ခံဝန်လက်မှတ်ယူတဲ့အပြင် NUG PDF အဖွဲ့တွေနဲ့ပတ်သက်မှုရှိရင်ဖက်စီအရေးယူထောင်ချခံရမယ်လို့ချင်းချောက်ပြောဆိုတယ်လို့ဆိုပါတယ်။ငွေဆောင်မျိုးမှာ CDM ပညာရေးဝန်ထမ်းတွေတူရှင်တင်ကြားနေတယ်လို့ရက်ခွက်နဲ့ကြေးရအုပ်ချုပ်ရေးမှူးတွေကမျိုးနဲ့အုပ်ချုပ်ရေးအဖွဲ့ကိုတင်ပြတာတွေရှိတဲ့အတွက်အခုလိုလောက်တာလို့စစ်ကောင်စီနဲ့နှိစက်သူကပြောပါတယ်ရှင်။ မန္တလေးတိုင်းညဦးမြို့နယ်နဲ့တောင်တာမြို့နယ်ထဲကိုဂျွန်လ20ရက်နေ့ကစလို့စစ်ကြောင်ထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာကျေးရွာတွေကလူနေအိမ်တရားကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ပြည်သူ၅ဦးထပ်မင်းလဲတေဆုံခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။အင်အားတရာဝန်းကျင်ပါတဲ့စစ်ကြောင်နှစ်ခုနဲ့ညဦးမြို့နယ်တဲကကျေးရွာ၅ခုကိုမိရှုလို့အိမ်ခြေတရာဝန်းကျင်လောက်မိလောင်ပျက်စီးသွားတယ်လို့စစ်ဆောင်ကူညီသူကပြောပါတယ်။ စစ်ကြောင်ထွက်သွားလို့ဂျေးရွာထဲဝင်ကြည့်ချိန်မှာအရက်သားတဦးကိုအသက်ပြီးမြေမြုပ်ထားခဲ့တယ်လို့စစ်ပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ပါကဖတယောက်က DBB ကို ပြောပါတယ်ဒါပြင်အင်အား150ဝန်းကျင်နဲ့ညအူဘက်ကနေတောင်တာဘက်ကိုထွက်လာတဲ့စစ်ကြောင်းကို PDF တပ်ဖွဲ့တွေကလမ်းမဆောင်ကြတက်ခတ်ခဲလို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လက်ရှိစစ်ကောင်စီကဂျေးဝါတွေကို မိရှို့ဖျက်ဆီးလို့ဂျေးဝါ20ကျော်ကဒေသခံတွေထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်ရှင်။ နောင်ချိုနဲ့လင်းမိုက်အကွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါတယ်ရှင်တောင်ထက် DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထုတ်စစ်ဆင်နေတာပါလက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာနောင်ချိုမြို့နယ်လေးမိုင်ဝန်းကျင်မှာဝေးတဲ့မျက်ချီးမြို့ကျေးရွာဘက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် ဒါပြင်စစ်ကောင်စီကလည်းကြောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့စတိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဒေသခံတို့ပြပြတာကို DB ကနောက်ခံတန်ထက်ဖတ်ထားပါတယ်။ဒီနေ့အထိလည်းအဲ့ဒီဘက်မှာတိုက်ပွဲကဆက်ပြီးဖြစ်နေတော့မယ်။မျိုးရဲကလည်းလေကြောင်းနဲ့ရောလက်နက်ကြီးတွေနဲ့ရောပစ်နေတာလည်းတောက်လျှောက်ပဲ။သူတို့ကအဓိကတော့အဲ့ဒီလေကြောင်းနဲ့လက်နက်ကြီးကိုအဓိကအားပြုနေတာ။လက်ရှိစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေရဲ့အခြေအနေကိုကြည့်ရင်အင်အား6000ဝန်းကျင်လောက်ရှိနိုင်တယ်လို့စီးလေးသာသုံးသပ်တူတူဖြစ်တဲ့ကိုစင်ရောကပြောပါတယ်။ ဒါပြင်လေကြောင်းတက်ခိုက်မှုကိုလည်းကြီးကြီးမားမားလုပ်နေတာကြောင့်နောက်ချိုကိုပြန်ပြီးလက်လွတ်ရတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။အင်အား6000ရေ။လေကြောင်းရေ။ပြီးတော့ကြောင်မဲကိုတောင်းလျှောက်တိုက်နေတဲ့လေကြောင်းတက်ခိုက်နေတဲ့ပုံစံအရဆိုရင်အနည်းနဲ့အမြန်ပဲ၊ကွာမဲသဘောလိုတုံ့တက်ရတယ်။ဒါပြင်တဆက်တည်းရှိနေတဲ့ကြောင်မဲဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လုံနေတာပါတိုက်ပွဲတွေကြောင်းနောက်ချုံနဲ့ကြောင်မဲဘက်ကဒေသခံထောင်နဲ့ချီပြီးလဲထွက်ပြေးတိမ်းရှောင်နေကြပါတယ် နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TLN လေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။တရုတ်ကြားဝင်တဲ့ကွန်မင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီကနယ်မြေတွေပြန်တောင်းတာကို TLN တွေကလက်မခံတဲ့နောက်နောင်ချုံကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါတိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှင်နဝတ်ဟာကျင်းဝတ်ပိုင်းဆိုင်ရာဆွဆွရွရွချိုးဖောက်တယ်လို့ဆွဆွထားတဲ့အမှုကိုလက်ခံဖို့ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဇူလိုင်၁ရက်နေ့မှာဆုံးဖြတ်လိုက်ပါတယ်။ ဒီအမှုကိုခွန်ယုံကလက်ခံလိုက်တဲ့အတွက်စီရင်ချက်မချမိသည့်ဝန်ကြီးချုပ်ကိုယာရုကဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်။အထက်လွှတ်တော်အမတ်36ရောက်ကတည်သွင်းတဲ့လျှောက်လွှာမှာဖက်ထောင်ထမ်းတဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ဖုန်းပြောဆိုမှုအသံဖိုင်ကိုစုံစမ်းစစ်ဆေးဖို့အထက်လွှတ်တော်အမတ်36ရောက်ကရှောက်ထားခဲ့ပါတယ်။အတန်ဖိုင်ထဲမှာဖေထောင်ထံကအမှတ်နှစ်စတိုင်မှုကိုရပ်ဘက်အဖြစ်ပြောဆိုတာဟိုဆန်ကိုအညံ့ခံလိုက်လျော်တဲ့လေတံနဲ့ပြောဆိုတာ ကမ္ဘောဒီးယားဘက်ကတောင်းဆိုသမျှလိုက်နာဖို့အသင့်ဖြစ်နေတာတွေဟာဝေဖန်စရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်အခြေခံဥပဒေပုံမှန်160ပုံမှန်ွယ်၄နဲ့5အရအရေးချင်းတဲ့ကိုကျင့်တရားကိမဲအားရောက်တယ်လို့ဆိုပါတယ်။ဒါပြင်ဝန်ကြီးချုပ်ဟာရုပ်ဖြောက်မှုမရှိဘူးကျင့်ဝတ်စံနှုန်းတွေကိုဆွဆွရွရွချိုးဖောက်ရရောက်တယ်လို့လည်းဆွဆွထားပါတယ်ရှင်။ 2025ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအဖြစ်အရှင်ဆွစ်ဇာလန်နဲ့နော်ဝေအသင်းတို့ဟာဒေသစံတော်ချိန်ဇူလိုင်လ2ရက်နေ့မှာဘာဆယ်မြို့ရှိစိတ်ယာခေါ်ပတ်အကစားကွင်းမှာရှင်ပြိုင်ကြရတော့မှာပါဥရောပတလွာအပူချိန်မြင့်မာနေချိန်ကစားရမယ့်အုပ်စုပွဲစဉ်တွေရဲ့ဖွင့်ပွဲမှာအရှင်အသင်းမန်နေဂျာဖြစ်သူပီယာဆွန်တာဂါကသူ့အသင်းအောင်မြင်မှုရရှိလိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုထားပါတယ် ဒါပေမဲ့ဒီနှစ်သင်းဟာပြီးခဲ့တဲ့ Nation League မှာ တွေ့ဆုံခဲ့စဉ်က Norway အမျိုးသမီးအသင်းကအနာရရှိခဲ့ပါတယ် UEFA ကလည်းဇူလိုင်လ2ရက်နဲ့3ရက်နေ့တွေမှာပူပြဲမဲ့ရသည့်ဥတုအခြေအနေကြောင့်ပွဲကြည့်သူတွေကိုလီတာဝက်ပလတ်စတစ်ဘူးဒါမှမဟုတ်အလူမီနီယံရေဘူးတွေကိုပွဲကြည့်စဉ်ကိုယူဆောင်လာခွင့်ပြုထားကြောင်းကြေညာထားပါတယ်။ဒီချွင့်ချက်ပြုခြင်းဟာ Euro 2025ပွဲစဉ်တွေအတွက်ပထမဦးဆုံးဖြစ်ပါတယ်ရှင်။ ဒီပပယုံမြန်တန်ကြားရဲ့မနက်ရှင်တိုင်းသတင်းတွေကိုရှုစားခဲ့ရတာပါမနက်စင်တိုင်းမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျမကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်